ဘောလုံးနဲ့ကနေဒီဖုန်းထွက်လာတာဒီဖုန်းကဘယ်သူဖုန်းလဲပြီးတော့ခုနဘောလုံးနဲ့မှာဘလို့ရောက်နေရလဲကွာဒီဖုန်းကအော်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 ယောက်ျားကလေမိမရဲ့ဘောလုံးနဲ့မှာအဖေမပါပါဘူးဟိုအဖေကလေမိမဖုန်းမဟုတ်ဘူးသူ့ဖုန်းဟဲ့နေရလဲလေမိန်းကလေးကြောက်ကိုလမ်းပေါ်မှာလိုက်ပြီးနှောက်ရက်နေတယ်နေမရှက်ဘူးလားဟာအမကျွန်တော်ကဘလို့ပြောရလဲဗျအဲ့လိုလိန်နေရလဲအဖေကျွန်တော်ဖုန်းမဟုတ်ဘူးအောက်မှာနေရလဲငါ့ကိုလိန်တယ်ငါ့ကိုလည်းပြန်ပြီးတော့အော်နေတယ်ဒီမှာနေလိန်နေရဆိုတော့အဲ့တိုင်းဝင်ခိုင်းလိုက်နော်အခုဒီဖုန်းကအခုဖုန်းမဟုတ်ဘူးဆိုတော့တေချာလွတ်လာဗျ တေးကြတယ်ဗျအဲ့ဒါကျွန်တော်ဖုန်းမဟုတ်ဘူးကျွန်တော်အမှန်တိုင်းနောက်တစ်ခေါက်ထပ်မိမယ်နော်အမှန်တိုင်းချင်းနော်ဒီဖုန်းကအကိုဖုန်းမဟုတ်ဘူးဆိုတော့တေးကြလားဗျကျွန်တော်အမှန်တိုင်းပြောနေရဗျအဲ့ဒါကျွန်တော်ဖုန်းမဟုတ်ဘူးအဲ့ဖုန်းကခုနဘောလုံးတည်းကနေထွက်ကြလာတာဗျဩခုမှပဲငါသဘောပေါက်တော့တယ်ကွာမိမဆေးထဲမှာနေရဘာလို့အဲ့ဘောလုံးအနီအောင်ပဲဆွတ်လို့ခြင်းလဲဆိုတော့ငါအခုသိတော့တယ်ကွာခုနေ့ကနေနေလင်ငယ်နဲ့ဖုန်းခိုးပြောတော့ဟာနေဖုန်းကိုရိုက်ခွဲပစ်တာလေအေးအဲ့ဒါကြောင့်နေနေနေလင်ငယ်ကဘောလုံးထဲမှာဒီလိုဖုန်းထည့်ပြီးတော့မင်းတို့ဆက်သွယ်ရအောင်ကြံစီတာမလား ယောက်ျားကလည်းဟိုဘယ်လိုစကားပြောနေရလဲဟိုမိန်းမကလည်းယောက်ျားမိန်းမကိုမိန်းမလင်ငယ်နဲ့ဖုန်းမပြောရဘူးလို့ပြောတဲ့နေရာနဲ့စပြီးတော့အခုချိန်ထိမိန်းမလင်ငယ်နဲ့ဖုန်းမပြောရသေးပါဘူးယောက်ျားရဲ့ဟိုယောက်ျားမိန်းမကိုမယုံဘူးလားဟင်အဲ့ဒီဖုန်းကလေမိန်းမဖုန်းမဟုတ်ပါဘူးဟိုသူ့ဖုန်းမိန်းမထပ်ပြီးတော့ဘာမှလိမ့်မနေတော့ကွာဒီဖုန်းကနေဖုန်းဆိုတာလဲငါသိတယ်ပြီးတော့ဒီဖုန်းကနေလင်ငယ်ပေးတယ်ဆိုတာလဲငါသိတယ်ကွာအခုကျွန်တော်ခုနကိစ္စအတွက်တောင်းမှန်ပါလေဗျရပါလေဗျတောင်းကြည့်ပါဟာ ဖုန်းလာနေပြီတေးကြတယ်ဒီဖုန်းကလည်းနိလင်ငယ်ဆက်တာပဲဖြုတ်နိလင်ငယ်နဲ့ဖုန်းပြောလိုက် ပြီးရင်ငါတို့ကမှအချိန်လိုက်ကွာဒီကိစ္စကြီးငါသိရဆိုရတယ်နိလင်ငယ်ကမပြောနဲ့တော့ယော့ပြောမလို့ပါနဲ့ယောက်ျားရဲ့မိမလေး तू နဲ့ဘုံမပြောနဲ့ဆိုလည်းမပြောတော့ပါဘူးဟိုပြီးတော့လေဟိုဒီဘုံကိုယောက်ျားရိုက်ခွေပြစ်ချင်လဲရိုက်ခွေပြလိုက်ပါနော်ဟေးအခုချိန်မှာနင်းလင်ငယ်နဲ့ဖုန်းပြောပြီးငါ့အိမ်မှာချိန်လိုက်နော်အေးမဟုတ်တော့ငင်းဘာကြီးလောက်ထားလဲဆိုတော့နင်းဖေမေကိုဖုန်းဆက်ပြီးပြောပါနော်ကြောက်ဖုန်းပြောဖုန်းပြောစပီကာဖွင့် ဟယ်လိုဟာဟယ်လိုတဲ့ဟိုကိုကိုကြံဘယ်လိုလဲတဲ့ဟိုကိုကိုလေးဘလုံးနဲ့ကိုထည့်ပစ်လိုက်တဲ့ဖုန်းလေးအဲတဲ့တဲ့ရရရတယ်မလားဘယ်ရောက်ကိုကိုလဲကျွန်မရှေ့ကိုမသိဘူးပြော့ဘယ်ရောက်ဖုန်းလဲကျွန်မဘာတစ်ခုမှနားမလဲဘူးဟာကိုကိုကတဲ့ရည်စားလေးဟိုကိုကိုတဲ့ကိုဘလုံးနဲ့ကိုဒီဖုန်းထည့်ပစ်လိုက်တာလေးတဲ့လေသူလက်ပြန်ကြရင်အိမ်မှာချင်းတုတ်ချင်းချင်းကိုကိုတဲနဲ့မတွေ့ကြဘူးလားဟာ တွေ့ကျင်တာဗောတဲ့ဟိုမနှက်ပြန်ကြရင်တဲ့ရောက်ကြနေလည်းမလုံတော့မှာမလားဟိုသူလုံတော့တဲ့ချိန်ကျရင်ကိုကိုတို့တွေ့ကြမယ်လေမမအာအာအာဆိုလို့ရှင်မနှက်ပြန်နေလည်း၁၂နာရီတိန်းကိုလာခဲ့နော်ဟုတ်ဟုတ်ပြီတဲ့လာလာလာခဲ့မယ်နော်နဲ့ပြန်ကြရင်နင်းနေငယ်ကိုဘာလုပ်လဲဆိုတာကြည်လာတယ်အိမ်မှာတွေ့ပြီလာခဲ့ဟာတဲ့ဟိုတဲ့ယောက်ျားရောလုံသွားပြီလား တိုင်းပေါ့။ तू ကလေနိုင်ရွက်လောက်ဆောပြီးတော့အလုပ်ကိုထွက်သွားတာ။ဟော။ကိုလေဒါနဲ့ဘာလို့ကိုအိမ်မတူကိုခေါ်ရလဲ။အပြင်မှာကြတော့ကိုကိုနဲ့တဲကိုအခြားတယောက်မြင်သွားမှကြောက်လို့လေ။အားကြောင့်မလို့ကိုကိုအိမ်မှာပဲခေါ်လိုက်တာ။ဒါလည်းကောင်းပါလေ။ဟိုရောက်လာပြီဆိုတော့လေစားလိုက်ကြအောင်လေ။ခဏနေပါဦး။ငါအလုပ်သွားဖို့လေခဏဆောင်ပါဦး။ပြီးမှမင်းတို့လှုပ်ချင်တာလှုပ်ကြပါကွာ။တဲ့ဒါပါတော့လေ။ တက်ပြောတော့တက်ယောက်ကြလုံသွားရဆိုခုဘာလို့ဒီမှာရှိနေရလဲဗာလဲတက်ကိုကိုလိမ့်နေရဖေဟာမင်းကိုဘယ်နှခါပြောရမှာလဲငါမိန်းမနဲ့ဝေးဝေးနေလို့မင်းဒါနဲ့ဆိုရအောင်ခေါ်ပါမနေတော့ဘူးနော်မင်းလူတို့ပြောရင်နားမလည်ဘူးလားကွာအေးမင်းဒီကိုဘာလာလောက်တာလဲငါမိန်းမနဲ့အတူအိတ်ဖို့လာလားကွာဖေဟာမင်းရောတန်းတန်းပြောရနားမလည်ဘူးလားမင်းကိုရဲလဲအမှရမယ်ကွာရဲခေါ်မှာမလားခေါ်လိုက်လေဒီမှာဟဲ့အောင်တကယ်လို့ထောင်ကြမယ်ဆိုရင်ငါတော့တည်းကြောက်မှာမဟုတ်ဘူးကွာ မင်းရဲ့မိမမပါလားနားလဲလားကျမကဘာလို့ထောင်းနဲ့တော့အားမလဲဒီကိစ္စရဲ့အားလုံးကရှင်ပဲလုပ်ခဲ့ရလေအခုတော့မိသွားပါကျမတော့လာပြီးအပြစ်တွေပုံချနေနေရလားပြီးတော့ရှင်ကကျမကိုအရင်ကြိုက်ခဲ့ရနော်ကျမရှင်ကိုအရင်ကြိုက်ခဲ့မှာမဟုတ်ဘူးဘာကွာငါမင်းကိုအရင်ကြိုက်တယ်ဗောနေသမ်းပါဒါဆိုရင်ဘောလုံးထဲကိုဖုတ်တဲ့ပို့ခိုင်းတာရောဘူးပြောရလဲမင်းပြောရလားငါပြောရလားဘူအောင်လဲမှာဖုတ်ခဲ့တဲ့ကိစ္စကျမပြောတာမှန်တယ် ဒါပေမဲ့ရှင်ကကျမနဲ့မှဖုံးမပြောရရင်မနေနိုင်ပါဘူးနေတိုင်းပဲဖုံးပြောချင်ပါလေလို့ရှင်ပြောခဲ့တယ်ကျမဒီကိစ္စရောလောက်ရတာမင်းယောက်ျားသိသွားပြီဆိုတော့မင်းကအကုန်လုံးပြုံချနေရပေါ့မင်းကလာပြီးလိမ့်မနေနဲ့ကျမယောက်ျားရှင်ယောက်မရှင်သူတော်ကားယောက်စောင့်မနေနဲ့ယောက်ျားသူပြောတဲ့စကားတွေကိုဘာမှနားယောင်မနေနဲ့ကိုကျချင်းသူ့ကိုဖမ်းဖို့ရဲရဲကိုအိမ်ခေါ်လိုက်တော့ဒီမှာကိုရင်မခေါ်ခင်မှာကျွန်တော်ပြောမဲ့စကားကိုတေချာနားထောင်လိုက်ပါကျွန်တော်သူနဲ့တွေ့တဲ့ခါတိုင်းသူကအကိုနဲ့မနေချင်ဘူးဆိုပြီးပြောတယ်နောက်ပြီးတော့ ကိုကသူ့ကိုချိန်လည်းမပေးသေးလို့အဆက်လည်းမပေးဘူးလို့ပြောသေးရဲ့ဗျ။ပြီးရင်ကျွန်တော်တို့ကခိုးပြင်မလို့လုပ်နေတာ။ဒါကြောင့်ပဲခိုးပြင်ရင်ဆက်သွယ်ဖို့ရအောင်လို့ဟုတ်ဘလုံးနဲ့ထည့်ပြပို့လိုက်တာဗျ။မဟုတ်ဘူးယောက်ျား तू ပြောတဲ့စကားတွေကိုနားမထောင်နဲ့နော်။ဟို तू ကလိန်ပြောနေတာမိမပြောတာကိုနားထောင်ပါနော်။မိမရှင်းပြရမယ်နော်ယောက်ျားနော်။ညမဆက်ကိုအခုပေးလိုက်စမ်းမိမ။နင်အခုဘာကြီးလုပ်နေလဲဆိုတာ။နင်ကိုယ်တိုင်တိရောတိရဲ့လား။ငါနင်ကိုဒီလောက်ချစ်တာကွာ။အဲ့အောင်နင်ငါ့ဘောလုပ်ရတယ်ဗောဟုတ်လား။ငါနင်ကိုအချိန်မပေးနိုင်ဘူးဆိုတာလေလေ။ဒီလားငါတနေ့ကိုလုံးလုံးနေရလို့ အလုံးလုံးပြီးပတ်စံရှားနေအဲ့ပတ်စံနေအားလုံးရတယ်နေ့အတွက်ငါအချိန်မပေးနိုင်လို့ငါနေ့ကိုပတ်စံမပေးနိုင်လို့နေ့ကဒီလိုဖောက်ပြန်မှုစူးစမ်းရတယ်ပေါ့ဟုတ်လားမိမနေ့ကလောက်ရတဲ့ဟာယောက်ျားရဲ့မိမကိုခွင့်လွှတ်ပေးပါနော်ဟိုဒီဒီတစ်ချိန်လေးပဲမိမကိုအခွင့်အရေးပေးပါဟိုနောက်တစ်ခါဆိုလို့ရှိရင်လေမိမယောက်ျားဘုံမှာတင်းစားရှိရှိနေပြီးတော့ဟိုဘယ်ယောက်ျားနဲ့မှမဖောက်ပြန်ပါဘူးလို့ကတိပေးပါတယ်မိမကိုခွင့်လွှတ်ပါနော်ယောက်ျားနော်ဖောက်ပြန်တဲ့သူကိုဘယ်တော့ပဲခွင့်လွှတ်ခွင့်လွှတ်ဖောက်ပြန်မှာပဲဟာနေ့ကိုနောက်တဲ့အခွင့်အရေးထပ်ပြီးမပေးနိုင်ဘူးဟာ နင်ကဘာထင်းနေရလဲနင်အမြဲဖောက်ပြန်မယ်ငါခွင့်လို့မယ်ထင်းနေရလားပြီးတော့ဟဲ့မင်းကဘာပြောတာခုနကမင်းကိုရဲလက်အံ့ငါမင်းမပါထောင်နေကြမှာဟုတ်လားကြောက်ပြီစီဘာမှမဖြစ်ဘူးကွာဘောက်လက်ဆိုငါမင်းမနဲ့ငါနဲ့ကွာရှင်းတော့ပါကွာယောက်ျားရဲ့မိမကိုမကွာရှင်းပါနဲ့နော်မိမဘဝမှာလေယောက်ျားမရှိလို့မဖြစ်ဘူးမိမကလေယောက်ျားတယောက်တည်းကိုပဲချစ်တာပါမိမလေဘယ်ယောက်ျားနဲ့မှလည်းထပ်ပြီးတော့မရှုပ်တော့ပါဘူးမိမကိုခွင့်လို့ပေးပါမိမတောင်းမှမာရဲ့နော်ယောက်ျားနော်မိမ နေမဖောက်ပြန်ခင်စဉ်းစားသင့်တယ်ကွာနေရလေငါ့ကိုငါမိသားစုကိုဂုံတိတ်ခါကြောက်အောင်လှုပ်တယ်ကွာငန်းငါနဲ့ကြွာရှင်းမယ်ကြွာရှင်းစာချုပ်ကိုပို့လိုက်မယ်ကွာဒီလိုနှစ်ယောက်လုံးဒီလိုပြောရင်နားမလဲဦးစင်းနေလို့ဖောက်ပြန်တဲ့လူနှစ်ယောက်လုံးထောင်ထဲမှာတဘွာလုံးနေအောင်တရားစွဲအောင်နေနေမလုပ်ပါနဲ့မမတောင်းမှမအရောက်